မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ3ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ကရင်နီပြည်ဖားဆောင်မြို့နယ်မှာပြတ်ကျသွားတဲ့စစ်တပ်ရဲ့တိုက်လေရင်ဟာတရုတ်နိုင်ငံထုံး FTC 2000G ဖြစ်ပြီးတော့လေရင်မှုနှစ်ဦးရဲ့ရုပ်အလောင်းတွေကိုလည်းတွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မော်လယ်တနအိုင်ဝင်းကျင်အချိန်မှာစစ်ကောင်စီရဲ့ FTC 2000G တိုက်လေရင်ပြတ်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ပြီးတော့လေရင်ပြတ်မှာလေရင်မှုနှစ်ဦးရဲ့မသားအလောင်းများကိုလည်းတွေ့ရှိခဲ့ရတယ်လို့သိရပါဗျ။ ဇွန်လလ၁ရက်နေ့ညပိုင်းကဖားဆောင်မျိုးသိန်းတိုက်ပွဲအတွင်လေးချောင်းကနေပြီးတော့ဘုံချဲပြီးစစ်ကူပေးရလာတဲ့ FTC 2000G အမျိုးအစား Jet Fighter တစ်စီးကို KND တော်လိုင်းတပ်ပေါင်းစုကပစ်ချခဲ့ရာလေရင်ကိုထိမှန်ခဲ့ပြီးတော့ဖားဆောင်မျိုးနဲ့ကြောက်စုဂျေးရွာမှာပြက်ကျသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးပြက်ကျသွားတဲ့လေရင်ပေါ်မှာစီးနှင်းလိုက်ပါတာလေလေရင်မူတအူးဟာလေရင်နဲ့အတူမီးလောင်ကျွမ်းသွားပြီးတော့ကျန်တဲ့တအူးကတော့လေထီးနဲ့ခုံစင်းတဲ့အချိန်မှာတစ်ပင်နဲ့ညှိပြီးတော့တိတ်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ ်လေယာဉ်ပေါ်မှာပါလာတဲ့လေယာဉ်မှုတအုပ်ကတော့လေထီးတော့ပွင့်နေခန္ဓာကိုယ်တစ်ပိုင်းကတစ်ပင်ပေါ်မှာချိတ်နေတာနောက်တစ်လောင်းကတော့လုံးဝကိုမီးလောင်သွားတာတနက်ကနှစ်လက်တစ်လက်ကတော့မီးလောင်သွားတယ်တစ်လက်ကတော့အကောင့်တိုင်းတင်းစီရရှိခဲ့ပါတယ်အကောင့်တိုင်းရတာကအတူတစ်လက်ရခဲ့တာလို့ KND တော်လိုင်းရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်ပြည်ထောင်နိုင်ငံထုံး FTC 2000G တိုက်လေရဲ့ဒဇီးရဲ့တန်ကြီးဟာ American Dollar 8.5သန်းဝန်းကျင်ရှိကြောင်းကမ္ဘာကာကွယ်ဆိုင်ရာများကိုလေ့လာနေတယ် James website ကဖော်ပြထားပါတယ်စစ်ကောင်စီကတရုတ်နိုင်ငံထုတ် FTC 2000G လေရင်အသစ်6စီးကိုဝယ်ယူခဲ့ပြီးတော့နမ်ဆန်၄တန်းမှာ3စီးမိထီလာလေးတန်းမှာ၃စီးထားရတယ်လို့သိရပါဗျ။ FTC 2000G လေရင်အုံမိုးအဖြစ်နဲ့ဒုတိယဘုံမိုးကြီးဝင်းဟန်ဦးကိုစစ်ကောင်စီကခန့်အပ်ထားပြီးတော့နမ်ဆန်လေးတန်းမှာကြီးကြပ်ကိုကဲနေတယ်လို့သိရပါဗျ။မိထီလာလေးတန်းမှာရှိတဲ့ FTC 2000G လေရင်အသစ်၃စီးကိုဘုံမိုးဈေးရထုံးကဦးစီးနေတယ်လို့သိရပါဗျ။ 2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခံမြို့နယ်နတ်ဖက်ကကြေးပါအနီးမှာ FTC 2000G လေးရင်ကို KIA ကပြစ်ချခဲ့တဲ့အတွက်ပြတ်ကျသွားတယ်လို့သိရပါဗျ2024ခုနှစ်ဒီဇင်ဘာလမှာစစ်ကောင်စီက FTC 2000G တိုက်လေရင်3စီလေရင်အမှတ်1413 1411နဲ့1407တို့ကိုထပ်မံပြီးတော့အင်အားဖြည့်တင်းခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းဒဝေခရိုင်တရချောင်းမြို့နယ်ရန်တောင်ရွာဖုန်ကြီးကျောင်းနယ်ရွာထဲမှာတပ်ဆွဲထားတဲ့စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား5ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ30ရက်နေ့မနက်7:00နာရီကအချိန်မှာတရချောင်းမြို့နယ်ရန်တောင်ကျေးရွာအလဲမှာရှိတဲ့ဖုန်ကြီးကျောင်းနယ်ကျေးရွာအတွင်းမှာရှိတဲ့နေအိမ်များပေါ်မှာတပ်ဆွဲနေထိုင်တဲ့စစ်တပ်ကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲဟာအဲ့ဒီနေ့မနက်7:00နာရီခန့်အချိန်ကနေပြီးတော့ညနေ9:00နာရီလောက်အထိကိုကြာမြင့်ခဲ့ပြီးတော့စစ်ကောင်စီတပ်သား5ဦးသေဆုံးက3ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အခုလိုတိုက်ခိုက်ခံရပြီးတဲ့နောက်ညနေ6:00နာရီလောက်မှာစစ်တပ်ကသေဆုံးဒဏ်ရာရသွားတဲ့စစ်ခွေးတွေကိုကားနဲ့တရချောင်းမြို့ဘက်ကိုတယ်ဆောင်သွားတယ်လို့သိရပါတယ်။ရန်တောင်ကျေးရွာအတွင်းမှာတပ်ဆွဲနေထိုင်နေတဲ့စစ်ခွေးတွေဟာလည်း ကြောက်ကူတောင်ဂိတ်စခန်းကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်ပထမရောက်လာတာကဇွန်လ29ရက်နေ့ကပါအင်အား60ဝန်းကျင်လောက်ရှိတယ်30ရက်နေ့မှာထပ်ရောက်လာတာကညောင်စင်နဲ့ရန်တောင်အင်အား90ဝန်းကျင်မှာတိုက်ပွဲထဲမှာ9កောင်တင်ပြီးတော့8កောင်ဒဏ်ရာရသွားတယ်နားပြီးတော့ပြန်ဆုတ်သွားတာပါသွားတာက82ဦးပါတေဆုံးဒဏ်ရာရတဲ့သူတွေကို Vigo Garnasi ရောက်လာပြီးတော့တရားချောင်းဘက်ကိုတည်သွားပါတယ်ရန်တောင်ရွာကပြည်သူ3ဦးကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားပါတယ် ရွှေကူတောင်ကိုရောက်တော့ဖုန်းတွေတိတ်လိုက်ပြီးပြန်လွတ်ပေးလိုက်တယ်လို့သိရတယ်လို့ဒေါင်းညီနောင်စစ်ကြောင်းကတောင်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဒေါင်းညီနောင်စစ်ကြောင်းဒေါင်းညီနောင် drone တပ်ဖွဲ့နဲ့ KNLA တိုက်ရင်စနစ်တခွဲတစ်တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။တင်းကျုံ၊ရန်တောင်၊ကြာရင်ကျေးပါတွေကပြည်သူတွေစစ်ဘေးရှောင်နေရပါတယ်။ဒဝဲခရိုင်တွေကမြို့ရွာနေရာမရွေးမှာတိုက်ပွဲတွေဖြစ်လာနိုင်တာမို့လို့မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်သားတွေရှိရာနေရာနဲ့စစ်ကောင်စီတပ်ရှိရာနေရာတွေနဲ့ဝဲဝဲနေထိုင်ပြီးကြပါရန်စီရေးတရီအမြဲရှိကြဖို့နဲ့စီမင်းဆောင်ဖို့လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ထားကြဖို့တိုက်တွန်းချင်ပါတယ်လို့ဒေါင်းကြီးနောင်စစ်ကြောင်းကတောင်းရှိသူကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အရက်သားတွေကိုတတ်ဖြတ်ပြီးတော့စစ်ရာဇဝဲမှုတွေကိုကျူးလွန်နေတဲ့မြင်းညာမြို့နယ်ပူစောတိခေါင်းဆောင်တီရာယူမုံကိုအကြမ်းဖက်စစ်ခွေးတပ်ကရဲဘလာဘွဲတစိပေးအပ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီဟာအကြမ်းဖက်ပူစောတိတီရာယူမုံအပါအဝင်အမျိုးသမီး65ဦးကိုစစ်ကောင်စီကရဲဘလာတစိဂုံတူးဆောင်ဘွဲတွေချင်းမြေပေးခဲ့တာဖြစ်ပြီးတော့စုရရှိသူ152ဦးရှိကဝနကြော်ထင်ဘွဲရဲဘလာဘွဲရဲကြော်စွာတစိစတဲ့ဘွဲတစိတွေကိုပေးအပ်ခဲ့တယ်လို့သိရပါဗျ။ အချက်ဘက်ပြူစောတီဘောမတီတာရွတ်မုံနဲ့အတူရဲဘလာဘွဲရရှိသူတွေထဲမှာစစ်တပ်ကိုတရင်ပေးမှုကြောင့်တပ်ဖြတ်ခံခဲ့ရတယ်။အဆိုတော်လီလီနိုင်ကျော်လည်းပါဝင်တယ်လို့သိရပါဗါး။အဆိုတော်လီလီနိုင်ကျော်ဟာ2023ခုနှစ်အေပီလအတွင်းမှာသူနေထိုင်ခဲ့တယ်ရန်ကင်းမြို့နယ်အတွင်းသူ့ရဲ့တိုက်ခန်းရှိမှာပဲပြတ်သက်ခံရပြီးတော့တေဆုံးသွားတာဖြစ်တယ်လို့သိရပါဗါး။ဒါအပြင်စစ်ကောင်စီကစစ်တပ်နဲ့ဆက်ဆံရေးခေါင်းတွေရှိတဲ့ ရခိုင်ပြည်သူ့လွတ်မြောက်ရေးတပ်တော် ALP ပါတီဦးဆောင်သူဒေါ်စောမြရာဇာလင်းကိုလည်းဝနကျော်ထင်ဘွဲ့ချင်းမြေပေးခဲ့တယ်လို့သိရပါဗျ။ဒေါ်စောမြရာဇာလင်းကကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ရဲ့ငြိမ်းချမ်းရေးကောင်စီဒုတိယဥက္ကဋ္ဌနော်ကပေါ်ထူးနဲ့ပြည်ညာရေးဝန်ကြီးဌာနဒေါက်တာဒေါ်ပူပါမောက်ခဌာနမှူးငြင်းကိုပါ ဝနာကြော်ထင်ဘွဲ့တွေချင်းမြင်ပေးခဲ့တယ်လို့သိရပါတယ်စစ်တပ်ကဘွဲ့တဆိတ်ပေးခဲ့တယ်မြင်းညံပြူစောတိခေါင်းဆောင်တီရာယူမော်ဟာမြင်းညံခရိုင်တွေကရက်သားတွေနေထိုင်ရာနေရာတွေကိုအတင်းအကျပ်နေရက်ကိုစွန့်ခွာရအောင်ဖိအားပေးတာတွေကြေးပါတွေကိုမိရှို့တာတွေဓမြတိုက်တာတွေအရက်သားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေစစ်တပ်အတွက်အဓမ္မစစ်သားစုဆောင်းပေးတာတွေစတဲ့စစ်ရာဇဝဲမှုအများအပြားကိုကျူးလွန်ထားတဲ့သူဖြစ်တယ်လို့သိရပါတယ် ီးခဲ့တဲ့နှစ်အော်တိုဘာလကမှမြင်းညာမြို့နယ်မှာတီရာရုံမှဦးဆောင်တဲ့ပြူစောတိအဖွဲ့ကကုန်းစုံဆိုင်ပိုင်ရှင်ကိုတက်ဖြတ်ပြီးတော့လက်ဝဲရတနာတွေနဲ့ငွေကြေးတွေကိုဓမြတိုက်ခဲ့တယ်လို့သိရပါတယ်ပြူစောတိခေါင်းဆောင်တီရာရုံမှရဲ့ပြူစောတိအဖွဲ့ဝင်6ယောက်ဟာလက်နက်တွေနဲ့အတူဆိုင်ကယ်3စီးနဲ့မြင်းညာမြို့နယ်ကူရွာကြေးရွာကပိုင်ရှင်ဒေါ်ပြုံးကြည်ရဲ့ကုန်းစုံဆိုင်ကိုရောက်လာပြီးတော့ဆိုင်ပိုင်ရှင်ကိုတက်ဖြတ်ကအဖို့တံပစ္စည်းတွေကိုလည်းယူဆောင်သွားခဲ့တယ်လို့သိရပါတယ်ဒါအပြင်စစ်တပ်ရဲ့အလို့ကျပွဲတွေမှာပါဝင်ပေးနေတဲ့ဘောမဆိုးမြတ်တူးစား မင်းတင်စားဦးဆွေစဉ်ထိုက်တော့ကိုလည်းမင်းအွန်လိုင်းကစုတွေချင်းမြင့်ထားပါသေးတယ်အကြမ်းတ်စစ်ကောင်စီရဲ့လက်အောက်ခံနန်းစီဒီယံဝန်ထမ်းများကိုလည်းစီမံထူးချွန်ဘွဲ့တွေတတိတန်းကြီးမင်းအွန်လိုင်းကပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းတရက်အချင်းထောင်ကလွတ်ရက်စီတဲ့နိုင်ငံရေးအကျဉ်းသားနှစ်ဦးကိုစစ်ကောင်စီကထောင်ဘူးဝမှာပဲပြန်လည်ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လတရက်နေ့ကတရက်အချင်းထောင်ကနေနိုင်ငံရေးအကျဉ်းသား၄ဦးလို့ဟာလွတ်ရက်စီတဲ့အတွက်ပြန်လည်လွတ်မြောက်လာခဲ့ရာ၎င်းတို့တွေကမှဦးထုံးထုံးအောင်တရားလွတ်တော်ရှေ့နေနဲ့ကိုနိုင်လင်းထုံးတို့ဟာထောင်ဘူးဝမှာပဲပြန်လည်ဖမ်းဆီးခံလိုက်ရကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကသတင်းထုတ်ပြန်ထားပါတယ်။သူတို့လည်းလွတ်ရက်စီလို့လွတ်လာတာပဲဗျာ။ ဲ့ဒါကိုမှကိုထွန်းထွန်းအောင်နဲ့ကိုနိုင်လင်းထွန်းတို့ကြောင့်မှသူတို့နှစ်ယောက်ကိုတော့ထောင်ပူပါမှာပဲနောက်မှုရှိသေးတယ်ဆိုပြီးတော့အမှုထက်ကပ်ပြီးတော့မှတရက်မျိုးမှရဲစခန်းကနေခေါ်သွားပါတယ်လို့ PBNM ကပြန်ကြားရေးတာဝန်ခံမရောင်နီလင်းကသတင်းပေးဖို့ပြောကြားထားပါတယ်ပြန်လည်ဖမ်းဆီးခံလိုက်ရတယ်နိုင်ငံရေးအကျဉ်းသား၂ဦးကိုတရက်မျိုးမှရဲစခန်းမှာထိန်းသိမ်းထားပြီးတော့နောက်ဆက်တွဲအခြေအနေကိုတော့မသိရသေးဘူးလို့၎င်းကပြောပြထားပါတယ် ်ဦးထွန်းထွန်းအောင်နဲ့ကိုနိုင်လင်းထွန်းဟာပုံမှန်905ဂန့်ငယ်စက်ခွန်တင့်နဲ့2021ခုနှစ်ကထောင်ဒဏ်9နှစ်စီချမှတ်ခြင်းခံခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်ကြီးတိုက်ရွာကိုအချက်မဲ့ဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဝင်းအောင်စင်းနဲ့မီးရှို့နေတဲ့အတွက်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဇွန်လ3ရက်နေ့မနက်9:25မိနစ်ခန့်မှာဆလင်းမြို့နယ်ကြီးတိုက်ရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ခွေးတပ်ကတပ်သားအင်အားတရာခန့်နဲ့ဝင်ရောက်ပြီးတော့စီးနှင်းမိရှုံနေခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးများဟာကြီးရွာထဲကိုဝင်ရောက်စီးနှင်းတဲ့အချိန်မှာပြည်သူများကိုပါလက်နက်ငယ်များနဲ့လိုက်လံပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ဒီကနေ့မနက်9:25မိနစ်မှာတရက်ချင်းအနောက်ရွာလမ်းအတိုင်းကြီးတိုက်ရွာကိုခွေးအင်အားတရာကျော်နဲ့ဝင်ရောက်စစ်ကြောင်းထိုးပြီးတော့ရွာကိုမိရှုံဖျက်ဆီးသွားတာပါ။ ကြေးရွာမှာအင်ဂျီ80ကျော်ရှိပြီးတော့ရွာလေအိမ်ကနေမိစားရှုသွားတာပါစစ်ခွေးတွေကပြည်သူတွေကိုဖမ်းဆီးတာမျိုးတော့အဲ့ဒါတော့မကြားမိသေးဘူးစစ်ကြောင်းကတော့မိုးဝင်းရွာဘက်ကိုပြန်ဆုတ်သွားပါတယ်ကြေးရွာတရွာတဲပါအရင်ကကြေးတက်ရွာရဲ့အရှိအနောက်ကိုမိရှုသွားပါတယ် အနီးနားကရွာတွေက ပြည်သူတွေပါထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။လက်ရှိအချိန်မှာစလင်းမြို့နယ်အတွင်းမှာရှိတဲ့အုံတော်ရွာ၊တမြင်ကင်းရွာ၊ကြီးတိုက်ရွာ၊ကြောင်းကုန်းရွာ၊ကညက်ရွာတို့ကထောင်နဲ့ချီတဲ့ပြည်သူများဟာစစ်ဘေးထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာပေါ်တာဆွဲဖမ်းဆီးခံထားရပြီးတော့အတရားဓမ္မစစ်မှုထမ်းခိုင်းတာတဲ့ တပ်သားတဲ့၄ဦးဟာတနက်၃လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၃ရက်နေ့မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာပေါ်တာဆွဲဖမ်းဆီးခံထားရပြီးတော့အတရားတမစစ်မှုထမ်းခိုင်းထားတဲ့တပ်သားတဲ့၄ဦးဟာတနက်၃လက်ကိုယူဆောင်လာပြီးတော့မုံရွာမြို့နယ်ပကဖားတိုက်နယ်နှစ်ပကဖားတိုက်ခိုက်ရေးအဖွဲ့နဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါရတယ်။အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့၄ဦးကိုအချက်ဘတ်စစ်တပ်လက်အောက်ခံအုပ်ချုပ်ရင်းမှုများက ပတ်စံရှိတဲ့ဒူရီရဲ့သားသမီးများကိုစားစစ်မှုထမ်းရန်ချင်းချောက်ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်စစ်မှုထမ်းနေတဲ့အချိန်တွဲမှာ PDF တပ်ဖွဲ့အများထံကိုထွက်ပြေးပါကပိုင်ဆိုင်တဲ့ပစ္စည်းများကိုပါတိမ့်ယူပြီးတပ်ပစ်မယ်လို့အုပ်ချုပ်ရေးမှူးများကချင်းချောက်ပြောဆိုခဲ့တယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့တပ်သားတွေကိုကျွန်တော်တို့အနေနဲ့ညှဉ်းပန်းနှိပ်စက်တာမျိုးလုံးဝမရှိဘဲစစ်ရာဇဝတ်မှုနဲ့ပတ်သက်မှုမရှိတဲ့ဒူတွေကိုသူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကိုအတက်နိုင်ဆုံးပြေဝစေဖို့အတွက်စူးစမ်းပေးပါတယ်လို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါဗျ။ အခုလိုမျိုးအစားထိုးပေါ်တာဆွဲဖမ်းဆီးခံရသူများအနေနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့အများထံကိုအလင်းဝင်ရောက်လိုပါကအမြဲတမ်းကြိုးစိုးလျက်ရှိပါတယ်လို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းဘတ်စစ်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ